မင်္ဂလာပါအိမ်မှာအင်တာနက်လိုင်းကျိုးတွေရှုပ်ရှုပ်ရွရွမရှိဖ ೇನೆ အင်တာနက်မြန်မြန်သုံးကျင်နေဆိုရင်ဒီနေ့ပြောပြမယ့်အကြောင်းအရာကအရင်အသုံးဝင်မှာပါဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့အင်တာနက်သုံးဆွဲတဲ့ပုံစံကိုသူမျိုးတစ်ဖုံပြောင်းလဲပေးနိုင်တဲ့ 4G နဲ့ 5G SIM router တွေအကြောင်းပြောကြမှာပါဒါကတကယ်ကိုကျိုးမဲ့အင်တာနက်လောကရဲ့အနာဂတ်လို့ပြောလို့ရတဲ့ဤပညာတစ်ခုပင်ဖြစ်ပါတယ်ကဲစဉ်းစားကြည့်လေကေဘယ်ကျိုးတဲ့တက်ဆင်ခေါ်ဆောင်စီရမလို့ ရှုရှုရဲ့ရဲ့ဒီမရှိပဲနဲ့အင်တာနက်မြန်မြန်သုံးကြတယ်မဟုတ်လား။အဲ့ဒီမေခွန်းရဲ့အဖြေကပဲဒီနေ့ပြောမယ့် sim router ရဲ့အဓိကအသုံးဝင်မှုပါပဲ။ကမ္ဘာပြီ။ဒါဆိုရင်အခြေခံအကြောင်းဆုံးမေခွန်းလေးနဲ့အရင်စလိုက်ကြရအောင်။ဒီ sim router ဆိုတာအတိအကျပြောရင်ဘာကြီးလဲ။သူကဘာလို့ magic box လို့ဒင်းစားကြတာလဲ။ရှင်းရှင်းလေးပါပဲ။ तू ကကိုယ့်ဖုန်းထဲမှာထည့်သုံးနေတဲ့ sim card ထဲက mobile data ကို အိမ်မှာထမမို့ယုံမှာတုံးလို့ရတဲ့ wifi signal အဖြစ်ပြောင်းပေးတဲ့ set တစ်ခုပါပဲအရန်ကိုရိုးရှင်းပါတယ်သူရဲ့အလုံးလုံးပုံကအဓိကအားဖြင့်အပိုင်းနှစ်ပိုင်းပဲရှိပါတယ်ပထမတစ်ပိုင်းကဘုံတစ်လုံးလိုပဲ mobile signal ကိုဖမ်းယူပေးတယ်အဲ့ဒီနောက်ဒုတိယအပိုင်းမှာတော့အိမ်ကတာမန် router တွေလိုပဲအဲ့ဒီဖမ်းထားတဲ့ internet ကို wifi အခြေပြန်လွှင့်ထုတ်ပေးလိုက်တာပါပဲ ဟုတ်ပြီသူဘလို့လှုပ်လှုပ်လဲဆိုတာတီးပြီးဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုတွားကြည့်အောင်ဘာဖြစ်လို့ဒီ sim router မျိုးကိုရွေးချယ်ပင်တာလဲသူ့ရဲ့အဓိကအားသာချက်တွေကဘာတွေရှိမလဲအဓိကအကြောင်းရင်းတွေအများကြီးရှိပါတယ်ခေပဲရိုးတဲ့လာတက်ပေးမှကိုစောင့်စရာမလိုတော့ဘူး fiber internet line မညောက်သေးတဲ့နေရာတွေအတက်ဆိုရင်တော့ဒါကအကောင်းဆုံး fishing ချက်ပဲပြီးတော့ mi plus ရဲ့ဘယ်နေရာမှာဆိုတည့်သွားပြီးတုံးလို့ရတယ်လေ နောက်ဆုံးတစ်ခုကတော့အင်ကပင်မအင်တာနက်လိုင်းပြတ်သွားတဲ့အခါမျိုးမှာအေးဘော်သုံးဖို့အရန်တစ်ခုအနေနဲ့လည်းရန်အသုံးဝင်ပါတယ်။အဲဒါကြောင့်မလို့ဒီရောက်တာတွေကိုယုံလေးသူတွေကဒီစကားကိုအသုံးများကြတာပေါ့။တက်ဆင်စရာမလို့ထိုးသုံးယုံပဲဆိုပြီးတော့လေ။ဘာနဲ့ပညာမှနားမလည်ရင်တော့မှစင်ကလေးထက်မိဗလာလေးထိုးလိုက်တာနဲ့တုံးလို့ရပြီဆိုတော့တကယ်ကိုလွယ်ကူလွန်ပါနဲ့။ ကဲနောက်တစ်ဆက်အနေနဲ့ဒီ router ရဲ့ swan ဆောင်ကြီးကိုအထူးကဖြစ်စေတဲ့ဤပညာတွေကြောင်းနည်းနည်းတော့ပြောကြည့်ကြရအောင် 4G 5G နဲ့ wifi ဆစ်စတာတွေကဘာတွေကွာခြားလဲဆိုတာရှင်းကွာပါလိမ့်မယ်အရင်ဆုံး 4G နဲ့ 5G ကိုရေပရေကလေးရှင်းကြည့်အောင် 4G ဆိုတာကလက်ရှိမှာအင်တာနက်မြန်မြန်သုံးဖို့အတွက်အဆန့်တစ်ခုလို့ဖြစ်နေပါပြီ 5G ကတော့ now new set တစ်ပုတ်အမြန်လုံးကအများကြီးပုံမြင့်လာသလို lag လို့ခေါ်တဲ့ now ကြောင့်ကလည်းတီးတီးတာတာကိုနှဲသွားပါတယ် ဟုတ်ပြီဒီနေရာမှာဂိမ်းကနန်းနေတယ်ကြည်လိုက်ရင်ဘလောက်กว่าသွားလဲဆိုတာပို့ပြီးတော့သိတာသွားပါပြီ 4G ရဲ့အမြန်နှုန်းက 100Mbps လောက်အထိရနိုင်တယ်ဆိုပေမဲ့ 5G ကကျတော့ 1GBps အထိတောင်ရောက်နိုင်တယ်ဆိုတော့အစားပေါင်းများစွာပုံမြန်သွားတာပေါ့ဒါပေမဲ့တကယ်တကယ်အရေးကြီးတာက latency လို့ခေါ်တဲ့အချက်ပြနောက်ကျမှုပါ 5G မှာဆိုရင် 1ms လောက်ပဲရှိတယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့ online game ဆော့တဲ့အခါ ကိုခလုံးနှိမ့်လိုက်တာနဲ့တစ်ဖက်ကတုံ့ပြန်မှုကချက်ချင်းကြီးမှမဲ့ 4K ရုပ်ရှင်ကြီးကြည့်တဲ့အခါမှာလဲလုံးဝလုံးဝကို ထက်တာငေါတာမရှိတော့ဘူးပေါ့အထွေးကြုံကလုံးဝကိုကြွားသွားမှာပါနောက်တစ်ခုက Wi-Fi 6ပါဒါကအင်တာနက်အမြန်နှုန်းကိုတိုင်နဲ့တိုက်ရိုက်မဆိုင်ပါဘူးသူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကအိမ်မှာဖုန်းတွေ laptop တွေ smart tv တွေလိုမျိုးစက်ပီစီစိတ်ခုကြောတပြိုင်တည်းချိန်ထားတဲ့တခါအဲ့ဒီအင်တာနက်အမြန်နှုန်းကိုစက်တိုင်းစီကိုတီတီငင်ငင်နဲ့ထိထိရောက်ရောက်ဖြန့်ဝေပေးဖို့ဖြစ်ပါတယ် ကဲဒီလောက်ဆိုရင်သဘောတရားတွေကိုတော်တော်လေးနားလည်လောက်ပြီပေါ့နော်အခုလက်တွဲမှာဘလောက်တောင်လွယ်ကူရိုးရှင်းသလဲဆိုလားကြည့်လိုက်ကြရအောင် online သုံးနိုင်ဖို့ကရိုးရှင်းတဲ့အဆင့်သုံးဆင့်ပဲလိုပါတယ်ပထမဆုံးကိုသုံးချင်တဲ့ဘဲ operator က sync ကမစိုးထည့်လိုက်ပါပြီးရင် router ကိုမိပလတ်မှာထိုးပါအဲ့ဒါပြီးတာနဲ့ကိုယ့်ရဲ့ဖုန်းနေကွန်ပျူတာတွေကနေ wifi ကိုရဲ့အသစ်ကိုချိတ်ဆက်လိုက်ရုံပါပဲဒါပါပဲဒါဆိုရင်အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒီလောက်များတဲ့အမျိုးအစားတွေသေးက ကိုယ့်အတွက်ဘေးဟာကအထင်တော်ဆုံးဖြစ်မလဲကဲလွယ်လွယ်ကူကူရွေးချင်နေရောအသုံးများတဲ့အခြေအနေသုံးမျိုးနဲ့ခွဲပြီးကြည့်လိုက်ကြရအောင်ပထမဆုံးအခြေအနေကတော့ဂျေးလက်သေးတာတွေမှာနေတာဒါမှမဟုတ်ကိုနေတဲ့နေရာက fiber internet line မရနိုင်နေတဲ့အခြေအနေမျိုးမှာဒီလိုနေရာမျိုးတော့ဆိုရင်တော့ 4G router တလုံးကလုံလောက်တဲ့အဖြစ်တစ်ခုပါပဲနေ့စဉ်တုံဖြစ်တဲ့ရုပ်ရှင်ကြီးရာဗီဒီယိုခေါ်ပြောတာမျိုးတွေအတက်ယုံကြည်စိချရပြီးမြန်ဆန်တဲ့ internet ကိုရရှိစေမှာပါဒုတိယအခြေအနေကတော့ အင်တာနက်ကိုအပြင်ထန်သုံးတဲ့သူတွေတို့ပါဥပမာအွန်လိုင်းဂိမ်းကိုအပြိုင်ဆိုင်ကစားတဲ့သူတွေ live stream လုပ်နေသူတွေဒါမှမဟုတ် 4K ရုပ်ရှင်နဲ့ကြည့်တဲ့သူတွေကောဒီလိုအသုံးပြုတဲ့အတွက်ကတော့ 5G router ကမရှိမဖြစ်လိုအပ်ပါတယ်ခုနကပြောခဲ့သလိုပဲသူ့ရဲ့ lag အရင်နေတာနဲ့အမြန်တော့အလုံးမြဲမာတာကအတွေ့အကြုံကိုလုံးဝကိုပြောင်းလဲပေးနိုင်ပါတယ်တတိယအခြေအနေကတော့ဒီနေ့ခေတ်လိုမျိုးပေါ့ အိမ်ဒီအိမ်မှာ smart device တွေအများကြီးရှိပြီးလူ၁၀ယောက်ကျော်လောက်တက်ပြိုင်နဲ့ internet သုံးနေတဲ့အခြေအနေမျိုးပါ။ဒီလိုအိမ်မျိုးအတွက်အကောင်းဆုံးအဖြေကတော့ wifi 6ပါတဲ့ router ပါပဲ။သူကလူဘယ်လောက်သုံးသုံးစစ်ဘယ်နှလုံးချိတ်ချိတ် internet အချိန်မကျသွားအောင်ကောင်းကောင်းထိန်းကြီးပေးနိုင်မှာဖြစ်ပါရဲ့။ကဲအလုံးကိုပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင် SIM router ဆိုတော့ကမိုဘိုင်းကွန်ရက်ကိုသုံးပြီးအင်တာနက်ဖြန့်ဝေပေးတာပါ 5G က 4G ထက်အများကြီးပုံမြန်ပြီး lag လည်းနေပါ යි Wi-Fi 6ကတော့ CPC အများကြီးတပြိုင်တည်းသုံးတဲ့အိမ်တွေအတွက်အကောင်းဆုံးပါပဲ။အရေးကြီးဆုံးကတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုနေထိုင်တဲ့နေရာက network coverage အခြေအနေပေါ်မူတည်ပြီးတင့်တော်တာကိုရွေးချယ်ဖို့ပါပဲ။နောက်ဆုံးအနေနဲ့အားလုံးကိုမေခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ကြိုးတက် internet line မလိုတဲ့အနာဂတ်ဆိုတာတကယ်ပဲကျွန်တော်တို့စီကို ရောက်ရှိနေပြီလား။စဉ်းစားစရာပါပဲ။မြန်မာဈေးဆိုင် online shop